ဇဂိုင်းတိုင်းဒီပိန်းမြို့နယ်အိုးထိန်ခွင်းရွာစာသင်ကျောင်းကကျောင်းသူကျောင်းသားတွေရဲ့သွေးဆက်တွေနဲ့အတူစာသင်ကျောင်းဟာတစားစီကျူးပဲပျက်စီးခဲ့ရပါတယ်။ဒီမှာထိခိုက်ဒဏ်ရာရသွားတဲ့သွေးဆွနေတဲ့ကွန်ပါဘူးလေးသွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုံးပါစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါ။ကျောင်းအနှံရဲ့ရက်သက်တဲ့ဘက်မရောက်ခင်တပတ်လိုမှာပဲ ဂျာကာလာကျောင်းတွေကိုယာယီပိတ်ထားဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ညွှန်ကြားချက်ဟာလေလိုင်းတဲကတဆင့်ကျင်းနေတဲ့ဆောင်ထွက်ပေါ်လာခဲ့ပါတယ်။ထပ်မတော့ဇွန်လရဲ့ငွေရည်ဇက်တွေကြောင့်စစ်မှန်းပွင့်ဝေရဲရဲနီနီစဲမှာပဲစစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းတွေရဲ့ကျောင်းအနှံရဲ့ရပ်တန့်နဲ့အတူတောက်ခွင့်ဝဲတွေစီကားတက်မြစွာကျင်းပပြုလုပ်နေကြပါတယ်။မြို့ပြကကလေးငယ်တွေစာသင်ကျောင်းတွေမှာကြောက်တက်နေခြင်းအညာဒီဇက်ကစစ်ပစ်ချောက်ကလေးငယ်တွေရဲ့စာသင်ကျောင်းတွေဘုံကျဲတက်ခိုက်ခံနေရတာဟာအရန်ဝင်းနေစာကောင်းတယ်လို့ အခုတ်ကူရိုင်ဂျာကာလပြည်ရေးကြောင်းတစ်ခုကဆီယာမာတူကပြောပါတယ်။မြန်မာနိုင်ငံမှာအညာလူလူတိများကြတဲ့မကွေးတဲ့နယ်စကိုင်းတိုင်းအထက်ကတော်လန်ဟိအားကောင်းရာထိချုပ်ဆူမူထားရာဒေသတွေမှာကလင်းငယ်တွေရဲ့မြ ాయి ဟာဂျာကာလပြည်ပြင်ကြောင်းတွေနဲ့တူအွန်လိုင်းကြောင်းအနေငယ်ကိုသာအားကိုးထားရပါတယ်။အဲ့လိုစာသင်ကြောင်းတွေတဲကမှစကိုင်းတိုင်းဒီပရင်းမျိုးဘိုးထင်းကြီးကြီးဟာစာသင်ကြောင်းပေါ်ကိုစစ်ကောင်စီလေရင်ကတိုက်ပွဲဖြစ်ပွားချိန်မဟုတ်ဘဲမေလ12ရက်နေ့မှာဘုံကျေးချခဲ့ပါတယ်။ အဲ့ဒီလိုဘုံကျဲချခဲ့ခြင်းဟာကျောက်သူကျောင်းသားတွေစာသင်ကြားနေခြင်းလည်းဖြစ်ပါတယ်တဲ့နေတော့မှာပဲအပေါ်ကနေတော့ဘုံကြလာစာတင်နဲ့ကျမတို့မှာဘာဖြစ်ရှိဘုံဟာစာတင်ကျောင်းပေါ်ကိုတက်တက်ထိမှန်ကြောက်ခဲ့တဲ့အတွက်ကျောင်းသူကျောင်းသား22ဦးနဲ့ဆရာမ2ဦးသေဆုံးခဲ့ပြီးလူ90ကျော်ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်ဒီဖြစ်စဉ်ဟာ လေကြောင်းတက်ခဲခံရမှုမှာចောင်းသူចောင်းသားသေဆုံးခဲ့ရတဲ့အမြင့်မားဆုံးတွေကတခုဖြစ်ပြီးထိတ်လန့်သွေးပြက်ပွဲရလည်းဖြစ်ခဲ့ရပါတယ်။အဲဒီလိုဖြစ်ပေါ်ပြီးမေလ25ရက်နေ့မှာပဲ NUG ရဲ့ပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကမြန်မာဖွင့်လှစ်ထားတဲ့အခြေခံပညာပြည်သူအခြေပြုចောင်းတွေအစိမ့်ပညာចောင်းတွေနဲ့တမွေးပညာចောင်းတွေအားလုံးဘေးအန္တရာယ်ကင်းရှင်းအစီအမံတွေဆောင်ရွက်နေစဉ်အတွင်းခိတ္တရာကြီးပိတ်ထားဖို့ညွှန်ကြားစာကိုထုတ်ပြန်ခဲ့တာပါ။အခုလိုဘုံကျဲတက်ခိုက်မှုတွေဟာ တကြိမ်တည်းမဟုတ်သလိုစစ်ကောင်စီအတွက်ထမင်းစားရေတောက်သလိုဖြစ်နေတယ်လို့ဆိုရမလို့ပါပဲမေလ9ရက်နေ့ကနေ15ရက်နေ့ထိတပတ်အတွင်းသခိုင်းတိုင်းမန္တလေးအပေါ်ဝင်ဒေသ14ခုမှာလေကြောင်းတက်ကြိုက်မှုဖြစ်စဉ်62ခုရှိခဲ့ပြီး94ခုသေဆုံးကအဲ့ဒီထဲမှာကလေးတန်ငယ်32ဦးဒီပါဝင်တယ်လို့ညာလေးသူသေသနာအဖွဲ့ကထုတ်ပြန်ပါတယ်လေကြောင်းတက်ကြိုက်မှုတွေဟာ2023ဇန်နဝါရီကနေ2025ခုနှစ်မေလ12ရက်နေ့အထိအခြေ2600ကျော်ရှိခဲ့ပြီး ကလေးငယ်450ခုပါဝင်အရသာတည်ဆုံးမှု3000ကျော်တည်ဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်အစိုးရကမေလတတိယပတ်မှာထုတ်ပြန်ခဲ့ပါတယ်ဒီလိုတက်ခဲခံရမှုမှာစာသင်ကျောင်းတွေနဲ့ကျောင်းသူကျောင်းသားကလေးငယ်တွေပါဝင်ပါတယ်ပလဲမြို့နယ်ထဲမှာတော့စစ်ကောင်စီကစစ်ကြောင်းတို့လာတိတ်မရှိတော့ပဲလေကျောင်းကနေဘုံကျဲတက်ခတ်မှုတွေပဲလုပ်နေရကြောင်းနေအိမ်တွေမှာဘုတ်ကိုချင်းတွေတူထားပြီးလေရင်သတင်းကိုပဲနှាស់ွင့်နေရတယ်လို့ကျောင်းသားမိဘတို့ကပြောပါတယ်ဒီလိုတက်ခတ်မှုတွေကာကွယ်နိုင်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေကတက်နိုင်တဲ့ဘက်ကလှုပ်ဆောင်ပေးထားပြီပဲ။မြေပြင်မှာစစ်ကြောင်းထိုးမရတဲ့အတွက်စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူကိုသာအဓိကထားတိုက်ခိုက်လာခဲ့တာဖြစ်ပြီးဒီလိုပြည်မျက်တွေထဲမှာဂျာကာလာကျောင်းတွေနဲ့ဆရာဆရာမကျောင်းသူကျောင်းသားတွေပါဝင်လာရတယ်လို့သခိုင်းတိုင်းရေဦးမြို့နယ် TK ပကဖရဲ့ပြန်ကြားရေးရဲဘော်ကုတိုက်ကပြောပါတယ်။လေကြောင်းသတင်းချက်လက်ရဖို့စကားပြောဆက်ချိန်ပေးထားတယ်။ဘုံကိုကြီးတို့ချို့ကိုတူးပေးထားတာမြေပြင်မှာလဲစစ်ကြောင်းတွေလာရင်ဘယ်ကိုသွားရလဲ။ ဘယ်မှာရောက်နေလဲဆိုပြီးကျောင်းကိုအမြန်ပိတ်ပြီးရှောက်ခိုင်းတာတွေလွတ်ဆောင်ပေးနေပါတယ်။လွန်ကျော်ရေးဘေးကင်းဖို့အစီအမံတွေဟာဂျာကာလာကျောင်းထဲကိုလွတ်ဆောင်ပေးနိုင်တာတော့မဟုတ်ပါဘူး။စာသင်ကျောင်းအများစုဟာရခင်ခေတ်အဆက်ဆက်ကကျောင်းတွေကိုပဲပြန်လည်အသုံးပြုတာများတဲ့အတွက်ကြီးရည်နဲ့ကျောင်းတွေမှာကောင်းကင်မြေပုံကနေကြည့်မယ်ဆိုရင်တိကျထင်ရှားမြင်သာတဲ့အမှတ်သားတွေရှိနေတယ်လို့ဝေးတိုင်းတွေကတော်လိုင်းရဲ့တက်ခွက်တူကပြောပြပါတယ်။ကျောင်းတွေကပညာရေးအဆောက်အအုံမှန်သိတာအောင်ဆောက်လုပ်ထားတာမျိုးတွေရှိပါတယ်။ဒီလိုကျောင်းတွေကတော့ကောင်းကင်ကကြည့်ရင်ထင်ရှားတယ် နောက်တစ်ခုကြတော့စစ်ကောင်စီကကျွန်တော်တို့တော်လဲတက်ဖွဲ့တွေကစာစင်ကျောင်းတွေမှာတက်ဆွဲတယ်လူစုဟောပြောတယ်ထင်လို့ဘုံကျဲချတာမျိုးတွေလည်းလုပ်တတ်ပါတယ်မြို့သားညီညီအစိုးရဟာ2021ခုနှစ်ကနေ2024ခုနှစ်ဇူလိုင်လအထိတနင်္ဂနွေတိုင်းတာနဲ့ဂျာကာလာပြည်သူ့အခြေပြုအခြေခံပညာကျောင်းပေါင်း9964ကျောင်းဖွင့်လှစ်နိုင်ခဲ့ပါတယ်အဲ့ဒီကျောင်းတွေမှာတော့တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသူကျောင်းသားပေါင်းဟာ9956288ဦးရှိပါတယ်ဒီအရေးအတွက်တွေဟာ နေအခြေပြု online မြေပြင်နဲ့တိုင်းရင်းသားကျောင်းတွေလည်းပါဝင်တယ်လို့ NGO ပြည်ထောင်စုဝန်ကြီးဌာနက2024ခုနှစ်ဩဂုတ်လ14ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ဒီထဲကမှမြေပြင်ကျောင်းတွေကိုပိတ်ခန်းခဲ့တာဖြစ်ပြီးပိတ်လိုက်ရတဲ့ကျောင်းပေါင်းဘယ်လောက်ရှိတယ်ဆိုတာကိုတော့တရားဝင်ထုတ်ပြန်ထားတာမရှိပဲ online ကျောင်းတွေကတော့ဆက်ဖွင့်ထားတယ်လို့ဂျာကာလာ online ပညာရေးတာဝန်ရှိသူဆရာတဦးကပြောပါတယ်။ဂျာကာလာကျောင်းတွေရဲ့ပညာသင်တဲ့ဟာအားလုံးသိထားကြသလိုမြန်မာနိုင်ငံရဲ့ကြောက်တဲ့ချိန်မိုးရွာသည့်ကာလကို အမှန်ယူထားလို့မရသလိုဒီကြိုင်တဲ့ចောင်းတွေအားလုံးဖွင့်ရတာမျိုးလည်းမဟုတ်ပါဘူး။မြေပြင်အခြေအနေလိုက်ရုံုံရေးနဲ့စစ်ဆောင်တိမ်မှုကိုလိုက်ပြီးစာသင်ချင်းတွေကွဲပြားစွာရှိနေကြပါတယ်။ပခုတ်ကူခရိုင်တွေကဂျာကာလာမြေပြင်ចောင်းဆီယာမှာတို့ကလေကြောင်းရကြောက်ရတာကြောင့်စာသင်ចောင်းတွေကိုမကြာခဏဖွင့်လိုက်ပြလိုက်လုပ်နေရပြီးကလေးတွေစာသင်ကြားဖို့အတွက်ခက်ခဲမှုတွေရှိနေတယ်လို့ပြောပါတယ်။ဂျာကာလာစာသင်ចောင်းတွေပိတ်ထားတဲ့အတွက်အသက်အရွယ်ကြီးရင်းတဲ့ចောင်းသူចောင်းသားတွေဟာတောင်ရအလုပ်ကိုကူလုပ်သူလုပ်နေကြရပါတယ်။ ကလေးငယ်တွေကတော့ဇောလိုက်စားလိုက်အိတ်လိုက်နဲ့ဖြစ်နေကြတဲ့အတွက်ကြာလာလာနဲ့အမျှတောင်းတဲ့ဝေးစားပြီးစာတင်ဖို့စိတ်ဝင်စားတော့မှစိုးရင်ကြတယ်လို့ចောင်းသားမိဘတွေကပြောကြပါတယ်ပလဲညွတ်တွေကចောင်းသားမိခင်တို့ကချမ်းသာတဲ့သူတွေကတော့မြို့ကကိုပိုင်ចောင်းနေမှာသွားထားနိုင်ပြီပဲကလေးငယ်အများစုကတော့ပညာရေးအဆုံးသက်သွားနိုင်တယ်လို့ဆိုပါတယ်တော်လိုင်းအားကောင်းရဒေသတွေမှာအင်တာနက်လိုင်းတွေကိုဖြတ်တောက်ထားခံရပြီးဖုန်းလိုင်းမိဖို့ကလည်းအတော်ခက်ခဲပါတယ်အချို့နေရာတွေမှာတော့တော်လိုင်းတက်ဖွဲ့တွေအတွက် မဖြစ်မနေစတားလင်လိုမျိုးအသုံးပြုဖို့ခြားထားတာမျိုးတွေရှိကြပါတယ်။ဒါကလည်းအဲ့ဒီနေရာကိုတွားရောက်အသုံးပြုရတာဖြစ်တဲ့အတွက်လူစုလူရေးပုံစံမျိုးဖြစ်စီပြန်ပါတယ်။မိရရှိမှုနေပါတာအင်တာနက်မရတာနဲ့ငွေကြေးအခက်အခဲတွေကြောင့်စစ်ဆောင်အများစုဟာကလေးတွေဖုံးမဲ့စာသင်ကြားခိုင်းဖို့တော်အခက်အခဲဖြစ်နေတယ်လို့မြေပြင်သင်ကြားရေးဆရာမတွေကဆိုပါတယ်။အင်တာနက်နဲ့အဆင်ပြေဘူးလို့ထင်တယ်။စတားလင်ဆိုတဲ့ဒီနေရာမှာပဲဆွေးရမှာပဲ။ဖုန်းတွေကဆိုတော့အာယုံဆိုင်မှုနေတယ်။ မရနိုင်ဘူးကလည်းမရှိဘူး။မိကဘလောက်မှမလာဘူးခဏခဏပြက်တယ်။အညာမှာတော့ online ကြောင်းနေပြီးရော်ဒီယာမှာမြေပြင်ကြောင်းတောင်တော့ရှိနေတယ်လို့ဆိုပါတယ်။ရွာအကြီးသေးပေါ်မူတည်ပြီးကျောင်းသားအနေများပဲကွာတယ်လို့သခိုင်းတိုင်းပလဲမြို့နယ်တွေကဂျာကာလာမြေပြင်ကြောင်းတာဝန်ရှိသူဆရာမတူကပြောပါတယ်။ကျမလည်းလမ်းမေးတလို့တော့ရွာတိုင်းမှာစာသင်ကျောင်းတစ်ကျောင်းစီတော့ရှိကြတယ်။ online ကျောင်းကတော့ဒီဘက်မှာမရှိပါဘူး။ပြောခဲ့သလိုပဲ internet ရောက်ဖို့အခက်အခဲတွေရော တခြားသောအခက်အခဲတွေရောကြောင့်ပါကြုံတွေ့နေရတဲ့အခြေအနေပေါ်မူတည်ပြီးခြားနည်းလမ်းတွေကျန်းစာနိုင်ဖို့နဲ့လက်တွေ့ကျကျလွတ်နိုင်ဖို့အရေးကြီးပြီးဒီနည်းလမ်းတွေကိုထုတ်ဖော်ပြောဆိုတဲ့အခါမှာလဲစစ်အုပ်စုကလူစိတ်ကင်းမဲ့ကဒီနည်းလမ်းတွေကိုချိဖြတ်တာနောက်ဆက်တာတွေလို့ဖို့တရားပေါက်ကျန်းစာလာမှာမို့ထုတ်ဖော်ပြောဆိုဖို့စိုးသေးတယ်လို့လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီတွဘတ်ထွေတွေတွေ့ရင်မူမတ်နင်းနင်းမွေးကပြောပါတယ်အဓိကကတော့အဲ့ဒီနည်းလမ်းတွေကိုအကောင့်ထည့်ဖော်ရမှာ လုံခြုံရေးကိစ္စကိုပါမဖြစ်မနေထဲသွင်းတွေ့ချက်ကြဖို့ပါပဲအခုကျမတို့သွားမယ် Federal Democracy ပညာရေးစနစ်ကလည်းတင်ကြားရေးနည်းစနစ်တွေကိုပုံသေးကားချလောအောင်မျိုးမဟုတ်ပဲဒေတာအခြေအနေနဲ့လိုက်လျောညီတွေဖြစ်ဖို့စဉ်စားသွေးခေါ်မှုတွေရှင်သန်ဖွံ့ဖြိုးမှုအလေးထားဖို့ survivor ပါဝင်တဲ့အတွက်ကိုယ်တေတာကိုယ်အခြေအနေနဲ့လိုက်လျောညီတွေရှိမဲ့ပုံစံမျိုးကိုတီထွင်ကျင်းစနိုင်ကြဖို့လိုအပ်တယ်လို့ယူဆပါတယ်လက်ရှိမှာတော့ညီပြကြာကလာပညာရေးကျောင်းတွေကမိဘတွေဟာသူတို့ရဲ့ကလင်းငယ်တွေပညာရေးပြန်လဲစတင်ဖို့စိတ်ဆောနေကြပါတယ်တစ်ဖက်မှာလည်း အသက်အန္တရာယ်စိုးရိမ်စရာတွေအတွက်လွန်ကျွေးအစီအမံတွေကိုတာဝန်ရှိသူလူကြီးတွေကိုတိတိကျကျလှုပ်ဆောင်ပြင်ဆင်ဖို့လိုလားနေကြတာပါအလားတူပဲကျောင်းဆရာဆရာမတွေနဲ့တာဝန်ရှိသူတွေအနေနဲ့ကလေးတွေလွန်ကျွေးတေချာဒီဇိုင်းမမတ် လုပ်စေခြင်းပြီးဘတ်ဂျက်ငွေချပြီးအစီအစဉ်ပြောပြရုံလောက်မဟုတ်ပဲမြေပြင်အထိကြက်ကြက်မမတ်လုပ်စေခြင်းပြီးမြေပြင်ကလူတွေလည်းထိထိရောက်ရောက်စနစ်တကျလှုပ်စေခြင်းတယ်လို့ဆိုကြပါတယ်ကျမလည်းလမ်းမီတလို့ဆိုတချို့ယူရီစီစဉ်မှုကြက်မမှုအားကောင်းတဲ့နေရာတွေမှာ ညအောင်ကြောင်းတွေတိဆောင်နေပြီဖြစ်တယ်လို့တချို့နေရာတွေကြာတော့လဲတေချာစီစဉ်မဲ့သူမရှိဖြစ်ကတဲ့ဆန်နဲ့အခုတိဘာလို့မှတေချာမလုပ်ရသေးတာတွေလည်းအများကြီးပါပဲဒါပေမဲ့လည်းဆရာဆရာမတွေအနေနဲ့ကလေးငယ်တွေပညာရေးရက်တံမနေဘူးနဲ့ရတဲ့ဒီလဲမျိုးစုံကိုရှောက်ဝဲကြံစားပြီးရှေ့ဆက်မဲ့လို့လည်းပြောကြပြီးကွန်ဂျူနီယံမဲ့အဖွဲ့အစည်းတွေရှိရင်လည်းမျှော်လင့်တယ်လို့ဆိုပါတယ်